This is football is very beautiful. We now we are relationship. အားစရာတော့တော့ရှုံးလို့မရအောင်။ We want to win it. We want to champion. တော့အင်္ဂလိပ်စာရမ်းတက်တယ်လို့မထင်။တော့ပေါက်ပြလိမ့်တယ်အကုန်ပြောတာ။သူများနိုင်ငံရောက်ရင်လည်းကျွန်တော်ရှောက်ပြောတာ။ရှောက်ပြောရင်းနဲ့အဲ့လိုမျိုးနည်းနည်းတဲ့သွားအောင်။နည်းတဲ့သွားနည်းတဲ့ရမှာတည်းမကျွမ်းဘူးတကယ်ချင်းနေများရပဲ။ကျွန်တော်မှလည်းနိုင်အဲ့လိုနီဘောဆိုလည်းကျွန်တော်မှတကယ်ချင်းရှိရှောက်ပြောတာ။အဲ့တော့ဝရပြောကျွန်တော်မှညမမကျင်မမသိဘူးကျွန်တော်ကခံစားချက်ကသူတို့လည်းရှိသွားတယ်ကျွန်တော်လည်းရှိတယ်မသိဘူးနားမလဲဘူးရှိတယ်။ ောင်းတော့ BD ဖြစ်ရတာပေါ့နော်။ဘာသာဆိုတော့ကျွန်တော်တို့ဆိုတာကဗျာဒီရှေ့မှာဒီပေါ့မြတ်ဆိုတာကျွန်တော်တို့ကစားလာခဲ့တယ်။ဖြတ်တန်းလာခဲ့တယ်ကျွန်တော်တို့အောင်မြင်မှုကြာရှုံးမှုဆိုတာမျိုးကိုကျွန်တော်တို့ကခံခဲ့ရပြီဗျာ။ဆိုတော့တချို့ဒီမှာပါလာတဲ့ကလေးတွေဆိုဟိုလိုမျိုး အမေမှုရတတ်အောင်ခံစားမှုသေးဘူးဆိုတော့အခုလိုနေ့အစမှာသူတို့ပါလာတဲ့အချိန်မှာသူတို့ချက်ချင်းဒီလိုမျိုးချန်ပီယံဖြစ်တယ်ဆိုတော့သူတို့အတွက်ကိုပို့ပြီးတော့ပေါ့နော်မိုတီဖြစ်တာပေါ့နောက်လာမယ့်ပြိုင်ပွဲတွေမှာသူတို့အတွက်အားတခုလည်းဖြစ်တော့ဆိုတော့တော်တော်လေးကိုဒီကလေးတွေအတွက်ပေါ့နော်ဝန်တာပီတီဖြစ်ရပါတယ်ဟုတ်မေယောကဘယ်လိုလဲမစသစ်တာမလာသေးဘူးလားမင်းလည်းညိုးလိုက်မန့်ကြည့်လေကျွန်တော်နုနေလို့ပြင်မယ်ဟုတ်ကဲ့မလာဆိုတော့ဘယ်လောက်ရှိသွားလဲ ကျွန်တော်ဆိုရင်20ပြည့်သွားပြီဟုတ်ကဲ့ဟုတ်တင်ရ18နှစ်အဲလေယူစင်းဆိုလို့ရှင်တော့18နှစ်ကောက်မကောက်အမကောက်ဘူးဆိုတော့မရှိသေးတာမရှိဘူးမရှိသေးဘူးအာ73နှစ်73နှစ်ဟုတ်တယ်ဟုတ်တယ်လို့စီးကိန်းပါလေအတန်တိမ်ဝင်သွားလို့ဘယ်လိုဖြစ်တာလဲ73နှစ်စဉ်းစားလိုက်တာကိုယ်တော့ကဲကဲကြီးတိတ်တိတ်ဖြစ်ခဲ့တာအဲ့ဩမေကြီးအပြင်မှာ bench မှာဆိုမေးကြည့်လိုက်ဟိုဘက်ကဒိုင်ရဆိုဒိုင်ဟိုဗါလဲ bench မှာရှိတဲ့ဒိုင်နေဆိုရင်လာပြီးတော့ကျွန်တော်ပဲထိန်းနေရမရအောင် အရင်ကစားကျင်တာအဲ့ဒါဘယ်လိုပြောမလဲဆိုတော့ဟိုပေါ့နော်ကို့အနေနဲ့7မိနစ်ပဲကစားရရ15မိနစ်ပဲကစားရရကျွန်တော်ရတဲ့တော့ကျွန်တော်ကစားကျင်တယ်ပေါ့နော်ဒါပေမဲ့နီးပြားကြတော့လေအဲဒီတန်းရအချိန်ကြီးပိုဆိုးသွားမှာဆိုလို့သူကလည်းကို့အပေါ်မှာကြည့်ပြီးတော့မှဖြစ်တာပေါ့နော်ဒါပေမဲ့ခုနပြောသလိုပလေယာတယောက်ကတော့ဗျာအရင်ကစားကျင်တာပေါ့နော်ကိုလည်းတောက်လျှောက်ကစားခဲ့လာဒီလိုပြိုင်ပွဲတွေမှာဆိုလေကိုလည်းပါဝင်ကျင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကို့အတွက်နဲ့အဲပလေယာဟိုဘယ်လိုပြောမလဲအသင်ထိခိုက်နစ်နာမှာလေကျွန်တော်စိုးရင်လေဗျာအဲအကြောင်းအခုဆိုလေတို့တွေအရင်ကောက်နေလေစီစီလုံးလုံးနဲ့ အောင်မြင်ရအောင်ယူပြီးတယ်အရင်ကျေးဇူးတင်ပါတယ်ဟုတ်ဒီပြပြီးတော့ဒါဒီပြဒီပြတွေကိုဒါမှမဟုတ်အနားဒီပြတွေပါဘို့ဆက်လုပ်တော့မရှိတာမြောက်လာအဲ့လိုမျိုးတွေ တို့ရမှာမင်းတို့မင်းမရှိဘူးပေါ့မပြောတတ်ဘူးလေဟုတ်တယ်မပြီးသေးဘူးလေဩအခုဆိုသူလိုင်စင်ပြီးသွားပြီစီလိုင်စင်ပြီးသွားပြီလိုင်စင်ပြီးသွားပြီသူကကျွန်တော်ကပုံမြင်ပြီးလိုင်စင်ပြီးသွားအေးဝတ်တက်တော့ပရိုပရိုထက်တယ်ပရိုထက်တော့ drive အပရိုတက်လို့မရတော့ကျွန်တော်ပရိုဒရိုက်ပဲသွားခြင်းတာဘာလို့မှခန်းနေဘာမှလည်းမဖြစ်တော့ဟုတ်တယ်အဲ့ရှုပ်တယ်သူကပရိုတန်ဒပ်လိုက်ရှင်တော့ဒီနေ့ကတော့ဘက်ကလက်ကျင်မှာကစားဖို့ရောစီစဉ်ထားကြတယ် ကျွန်တော်ကအခုလက်မဲ့အတင်းလက်မဲ့ကွန်မန့်လေးမို့ဒီကနေ့တခါကြီးကြော်ညာလိုက်ဒီအတင်းလက်မဲ့ဆိုခေါ်ချင်တဲ့အတင်းအများကြီးမှာလေအခုချိန်မှာကျွန်တော်ကျွန်တော် promotion ဆင်းလို့ရတယ်ဒီကြေအရင်ဖြစ်နေရလေဒီရမှာလားကျွန်တော်အတင်းလက်မဲ့ဖြစ်နေပါတယ်ရှင်လာခေါ်ကြပါရှင်လာခေါ်ကြပါရှင်ကျွန်တော်တော့ဟိုတန်ရာအချိန်ကြီးကြည့်ပြီးမှကျွန်တော်ပြန်ပြောလို့ရမှာမလို့ပါဟုတ်တော်တော်များများအကုန်လုံးစူးစမ်းနေကြတယ်ဗျာသိလားအခုလက်ရှိအတွက်သူတို့ပို့ပြီးတော့နောက်တစ်ဆင့်ကိုသွားနိုင်ဖို့အတွက်အဲစူးစမ်းနေကြတာကိုလည်းသိတယ်ဒါပေမဲ့တချို့ကလေးတွေကကျတော့ စွန်စားဖို့အတွက်နည်းနည်းလေးတော့ဟိုကဖြစ်တော့ဗောနော်သူတို့စိတ်မှာဟို performance ယုံကြည်မှုယုံကြည်မှုမရှိတာမျိုးမဟုတ်ဘဲနဲ့သူများနိုင်ငံသွားလို့ရှိရင်ဘာသာစကားနာဟိုအခက်အခဲရှိတာမျိုးတို့ဗောနော်သူကလည်းသူနေထိုင်အဆင်မပြေဖြစ်မှာဆိုလို့ဒါသူတို့အဲ့ယုံကြည်မှုမရှိရပဲရှိမယ် performance အညာသူတို့မှာယုံကြည်မှုရှိတိတက်ပို့ပြီးတော့လေသူတို့စူးစမ်းနေကြတယ်ဗျာဒါပေမဲ့အဲ့ဒါကအာကျွန်တော်ပြောပြတာကဘာကြောင်ရော်နယ်ဒိုတော်မှယောက်ကစားတော်ဘာသာစကားဆိုတာ သူတော့ခက်ခဲတာပဲလေဒါပေမဲ့သူကလည်းသူတင်ယူကြီးလေးလိုက်ရင်းနဲ့ဒီလိုပဲကြိုးစားရတာရောက်ခဲ့တာပဲလေအဲ့တော့အဲ့ဒါကိုလည်းဟိုတတိရှိရှိနဲ့ပေါ့နော်အဲကိုကလည်းကိုတိုးတက်အောင်ဘယ်လိုဟိုဖြစ်မလဲဒီဘယ်လိုပြောမလဲလေ့ကျင့်မှုအပိုင်းမှာကြိုးစားတာအပြင်ပေါ့နော်အဲ့ဒါလေးတွေကိုထပ်ပြီးတော့ကျွန်တော်တို့အကြံပေးနေတာပေါ့နော် လေ့လာပါတင်ယူပါအာစွန်စားပါပေါ့ အခုလည်းတော့ပြောပြပါဦးဝင်းဝင်းကဘာစကားဖြစ်ဖြစ်လုံးဝတော့ပြောပြလိုက်ပါအားဆရာကြီးတော့တော့ရှုပ်လို့မရအောင်ကျွန်တော်ကအင်တာဗျူးပါနော်လုံးမြေတော့ဟာအဲ့ဒါပြောအဲ့ဒါပြောကျွန်တော်ကျွန်တော်အင်္ဂလိပ်စာရမ်းတက်တယ်လို့မထင်တော့ပေါက်ပြလေးတဲ့အကုန်ပြောတာသူများနိုင်ငံရောက်လဲကျွန်တော်ရှောက်ပြောတာရှောက်ပြောရင်းနဲ့အဲ့လိုမျိုးနည်းနည်းတဲ့သွားအောင်နည်းတဲ့သွားနည်းတဲ့ရမှတည်းမကျွမ်းဘူးကျွန်တော်အင်္ဂလိပ်စာကျွမ်းတယ်လို့မထင်ဘူးအဲ့ဒါသူကဘယ်သူနဲ့တွေ့ရလဲဆိုဆရာတင်မြအောင် we want to win ne we want to champion but fast that is we a little bit communication is not good တကယ်ကြီးနေများရပြကျွန်တော်မှာဒီနိုင်အဲ့လိုနေဘောဆိုလဲကျွန်တော်မှာတကယ်ကြီးရှိတယ် ချက်ပြောအဲ့တော့ဝရရပြောကျွန်တော်မှန်ညမမကျင်မမသိဘူးကျွန်တော်ကခန္ဓာချက်ကသူတို့လည်းရှိသွားတယ်ကျွန်တော်လည်းရှိတယ်မသိဘူးနားမလဲဘူးရှိတယ်အဲ့လိုမျိုးအဲ့လိုမျိုးနဲ့နည်းနည်းနားထောင်မှများနေတယ်ကျွန်တော်နည်းနည်းနားရတော့ဝါတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးအရင်ကျွမ်းတာမဟုတ်ပါဘူးလို့ This is football is very beautiful we know we are relationship also very good um uh, we know next next we have to uh, accommodation card or they ရှောက်ပြောတကယ်ပဲရှောက်ပြောတာတွေးသမျှလူနယ်ကျွန်တော်အင်္ဂလိပ်လိုမှောက်တာပြောတာမှားမှားမှန်မှန်မကြောက်ဘူးနားမလဲဘူးတကယ်ကြောက်ကျွန်တ ျွန်တော်ပြောရင်နားမလဲဟာအေးရည်လိုက်တယ်ကျွန်တော်အဲကျွန်တော်ရဲ့အထာပဲအာနီးပါးတွေနဲ့တွေ့နေရှောက်ပြောတာဟုတ်ရှင်ဟုတ်မဟုတ်ရှင်နေရှောက်ပြောတယ်ပြီးရည်တယ်ဒါပဲကျွန်တော်ကပြီးကျွန်တော်ကမနိုင်ငံဖန်တီတိုက်သွားတော့ကျွန်တော်ရည်တယ်အာတငယ်ချင်းနဲ့တွေ့နေရည်တယ်ပြောတယ်မှားမှမမှမသိဘူး I don't care အဲ့လိုမျိုးအဓိကကမဟုတ်လေသူများနားမလဲတာမသိဘူးကိုနားလည်ပြီးရောအဲ့အဲ့လိုမျိုးဒါကစားတာပါအဲ့စီကိတ်တက်ကောဘလောက်ထိကိုပြင်ဆင်ပြီးတော့အားလုံးရှိခဲ့တာကြောင့် နေ့ကတော့ငွေနဲ့ပေါ့နော်တင်တတ်လိုက်ရတယ်ဒီနေ့ကောနေ့ကငွေနဲ့ဆိုတော့ဒီနေ့ရွှေပေါ့ဒါပေါ့ဟာတော့ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲတခုလုတ်ပြီးဆိုခင်ဗျာမြင်းစိုးပဲမှန်းမှန်းတာဗျာသိလားဟောဘာပဲလုတ်လို့ဦးထိန်နေစပြီးတော့ပွဲတွေမရှိခင်ကတော့လည်းဟိုဘယ်လိုပြောမလဲဒီတိုင်းခြေစမ်းပွဲလေးကစားတာတော့မှပဲနိုင်နေတာလေပြိုင်ပွဲတစ်ခုမှဆိုတော့ကျွန်တော်တို့အမြင်ဆုံးပဲရွှေလိုချင်ကြတယ်ချန်ပီယံဖြစ်ချင်ကြတယ်ဒါကပလေယာတိုင်းပေါ့နော်အလုံးမှာပဲကျွန်တော်ပြောတာအဲ့တော့အဲ မနစ်ကဆိုလဲကျွန်တော် finally တက်ပြီးတော့ဒုတိယပဲရပါတော့ဒုတိယပဲရဆိုတော့ဒီတနည်းမှာလဲခုနပြောသလို step by step ပေါ့နော်ပြိုင်ဝန်းနာနီလာလေးတွေနောက်အခုကျွန်တော်ပြော AFF ရှိမယ်ကဘာပလာခြေစပွဲတွေရှိမယ်ဆိုတော့အာအိုက်ဝေးတွေပြီးရတယ် plan plan လန်ထားပြီးတော့အဓိကတော့ကျွန်တော်တို့ကဘယ်နေရာရောက်ရောက်ရွှေပေါ့ ရွှေပဲမှာရွှေတက်မြင့်တာပါရှိရွှေတက်မြင့်တာမှန်လို့ရွှေတက်မြင့်တာပါရွှေတက်မြင့်တာအေးစိမ့်စိမ့်စိမ့်မှန်တာစိမ့်ကမပေးတာကဲစိမ့်မပေးဘူးတော့ရွှေပဲတော့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ကျွန်တော်တို့နှစ်ယောက်မှမဟုတ်ပါဘူးကျွန်တော်တို့တသိန်းလုံးကိုလည်းချစ်ခင်အောင်ပြီးအားပေးကြပါအောင်လို့ကျွန်တော်တို့တသိန်းလုံးချစ်တယ်ငေါင်းနှစ်ယောက်ကလွယ်အဲ့ဒါမှန်တသိန်းလုံးချစ်တယ်ကျွန်တော်နှစ်ယောက်ကလွယ်လို့ဘာလို့ဆိုတော့ကျွန်တော်သိတယ်ကျွန်တော်တို့သိတယ်သိတယ်သိတယ်ထား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 လိုက်ရဲ့ ျွန်တော်သိပြီအာအကုန်လုံးလည်းချစ်ခင်အားပေးကြပါလို့အကုန်လုံးတင်းလာလားလို့အဲစီးဆုံးညီညွတ်မှုနဲ့အောင်မြင်မှုတွေအားလုံးရအောင်လူသားသားပါမယ်လို့ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးများကြီးတင်ပါတယ်ဆက်လက်ပြီးတော့ပြည်သက်တွေနဲ့အဲဒီထက်ပိုပြီးပေါ့နော်အားပေးပေးကြပါကျွန်တော်တို့အဲကစားသမားတွေလည်းဒီထက်ကောင်းတဲ့အောင်မြင်မှုတွေပေါ့နော်ရရှိအောင်အဆုံးကိုကြိုးစားပါမယ်လို့တင်းလုံးကတော့ကျေးဇူးတင်ကြောင်းပြောချင်ပါဗျာ